ဟိုအရင်ကကျွန်တော်တို့ထက်တန်းခဲ့တာဆိုရင်ဒါ1990ရွေးကောက်ပွဲပေါ့အဲ့တော့ရွေးကောက်ပွဲမှာတိုင်ခင်မှာဘာသဘောတူညီချက်မှမရှိဘူးအဲ့တော့ရွေးကောက်ပွဲလည်းပြီးရောဒီရွေးကောက်ပွဲရလတ်ကိုအကောင့်ထဲပို့ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုတိကျတယ်ဘာမှရေးရရာသဘောတူညီချက်မရှိတော့အကောင့်ထဲမပေါ်ဘူးပေါ့အဲ့တော့2012ကိုလည်းကျွန်တော်ဂျာပြရွေးကောက်ပွဲဝင်တဲ့အချိန်မှာလည်းရွေးကောက်ပွဲအလွန်အထူးသဖြင့်ဒီဖွဲ့စည်းပုံခြေခံဥပဒေအကျတဲနဲ့ပတ်သက်လို့သဘောတူညီချက်မရှိခဲ့ဘူး အဲ့နောက်ဆုံးပြောရရင်တော့2020ဖြစ်တယ်ဆိုတာတကယ်ကတော့2012ကတည်းကကြိုတင်သဘောတူညီချက်မရှိဘဲဝင်ခဲ့တဲ့ဟာကိုကျွန်တော်ကတော့ပြန်ပြီးသင်ခန်းစာယူတယ်။အဲ့တော့အခုရွေးကောက်ပွဲကြတော့အရင်နဲ့မတူတဲ့ပုံစံကရွေးကောက်ပွဲမတိုင်ခင်မှာကတည်းကကြိုတင်ညှိနှိုင်းမှုသဘောတူညီမှုတွေကိုကျွန်တော်တို့ဟိုစူးစမ်းတယ်။ဟို53ချက်လည်းရရှိထားပြီးသားဖြစ်တယ်။ဆက်လက်ဆွေးနွေးဖို့လည်းကျွန်တော်တို့မှာသဘောတူထားပြီးသားအချက်တွေရှိတယ်။ဒါကြောင့်မလို့ဒီရွေးကောက်ပွဲဟာရွေးကောက်ပွဲအပြီးမှာ အထူးသဖြင့်တမ်မတော်သားကိုယ်စားလှယ်25ရာခိုင်နှုန်းကဒီချက်ဒီချက်တွေကိုပြင်ဆင်မယ်လို့ကြိုတင်သဘောတူညီချက်ရယူထားတာဖြစ်တယ်အဲ့တော့တကယ်လဲဆက်ပြီးတော့လဲတိုးချဲ့ဖို့ကျွန်တော်တို့စူးစမ်းနေတယ်။ဒါကြောင့်ဒီရွေးကောက်ပွဲဟာအရင်ရွေးကောက်ပွဲတွေလိုမျိုးချိုးတင်သဘောတူညီချက်ဆွေးနွေးချက်မရှိဘဲနဲ့လုပ်တာမျိုးမဖြစ်အောင်ကျွန်တော်တို့စူးစမ်းနေတာဖြစ်ပါတယ်။အဲ့တော့အဓိကကကျွန်တော်တို့ရွေးကောက်ပွဲမရှိရင်ဟို 6လ6လအခုကတာမန်အခြေအနေမဟုတ်ဘူးဆိုပြီးတော့တိုးတိုးနေတဲ့အခြေအနေကြီးဟာမရေရာတဲ့အခြေအနေကြီးနောက်တစ်ခုကလည်းဒါလုံခြုံရေးချင်းချောက်မှုကလည်းနေရာအနှံ့မှာရှိနေတယ်အဲ့တော့ရေကောက်ပွဲကျင်းပပြစ်သွားပြီဆိုရင်တော့ပထမဆုံးဆင့်ကနိုင်ငံသားအခွင့်အရေးတွေကျွန်တော်တို့ပြန်ပြီးတော့တောင်းဆိုတာခုခံကာကွယ်တာလုပ်နိုင်မယ်နောက်တစ်ခုကတော့ဟိုနိုင်ငံတကာတန်ငင်းတမန်ငင်းအပြောင်းလဲတွေလည်းပေါ်လာမယ်အဲ့တော့အထူးသဖြင့်ကတော့သူက ဟိုတရားဥပဒေကြောင်းအရခိုင်မာတဲ့တစုံတရားခိုင်မာတဲ့အစိုးရတစ်ဖွဲ့ဖြစ်လာရင်နိုင်ငံတကာဆက်ဆံရေးတွေနောက်ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဒါပူတန်ဆက်သွယ်မှုတွေပို့ပြီးတော့အားကောင်းလာမယ်လို့မြင်ပါတယ်။ဒီဖွဲ့စည်းပုံရဲ့ပေးထားချက်ကို၌ကလွတ်တော်ကိုယ်စားလှယ်ရဲ့ထက်ဝက်ကျော်နဲ့လွတ်တော်အထမြောက်တယ်။အကယ်၍အထမမြောက်ခဲ့လျင်သုံးပုံတစ်ပုံနဲ့အထမြောက်တယ်ဆိုတော့သူက25ရာခိုင်နှုန်းရှိပြီးသားတမတော်သားကိုယ်စားလှယ်ကအဲ့တော့ရွေးကောက်ခံ100ရာခိုင်နှုန်းပဲလိုတယ်။ ။ဟောဒါကြောင့်မလို့ဟိုရွေးကောက်ပွဲကဖြစ်အောင်လုပ်ရင်ဖြစ်ကိုဖြစ်တယ်။အဲ့တော့လွတ်တော်ကလည်းအထမြောက်တယ်။နောက်ဆုံးကျွန်တော်ဒါပြည်နယ်တိုင်းဒေသကြီးလွတ်တော်ဆိုလို့ရှိရင်သုံးဖို့တပုံနဲ့ထမြောက်တယ်ဆိုတာကတမလို့သားကိုယ်စလေကသူ့ကြီးပဲတက်တဲ့သုံးဖို့တပုံရှိတယ်ဆိုတော့ဒါလည်းကျွန်တော်တို့ကတစ်ချိန်မှာတော့ဒါကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားရမှာပဲသို့တော့ဒီအကြက်တဲကိုဖြည့်ရှင်းတဲ့အခါမှာတော့ဖွဲ့စည်းပုံခြေခံဥပဒေရဲ့ပေးထားချက်ကိုလိုက်ကလွတ်တော်အထမြောက်တဲ့အဆင့်ဟာ ဘလူနီးနဲ့ဖြစ်ဖြစ်လုံနိုင်တယ်ဆောင်ရွက်နိုင်တယ်ဒါကြောင့်ရုပ်ောက်ပွဲကမပြတ်ဘူးလို့ကျွန်တော်ပြောချင်တယ်